မင်္ဂလာပါဒီနေ့တော့ငါငရုတ်ကောင်းလှုပ်ရှားမယ်ငါကိုရေတအောင်ဆေးပြီးအသားကိုတက်တက်လီးထုတ်လိုက်မယ်အယိုးသားကိုအရင်ကြောင်မယ်နော်မင်းလေးစွတ်စွတ်နဲ့အယောင်လာလာဒီအထီးကြောင်မယ်နော်အခုလောက်နေသားဆိုရင်ညပါပြီပြီးရင်အသားကြီးကြီးကိုထပ်ကြောင်မယ်ခုလိုငါကိုကြော်လိုက်တာကချက်တဲ့အချိန်မှာငါမကြေသွားအောင်ပါပဲ thank you လိုလေးဝါလာပြီဆိုရင်ညပါပြီပကံထဲကို ခုထည့်ထားလိုက်မယ်ပြီးရင်ငါကြော်ထားတဲ့စီနဲ့ပဲစွတ်သွန်ဖြူတတောက်စင်ထားတာလေးကိုထည့်လိုက်မယ် ကျက်တံဖြူလေးဝါပြီးကျက်လာပြီဆိုရင်တော့ရေတန့်အောင်စေးပြီးပိုင်းထားတဲ့ငရုတ်ပွားကိုထည့်လိုက်မယ်ပြည်ရမယ်အရတာမုံကိုတစွန်းလောက်ထည့်မယ်နော်ရှင်ရင်သမအောင်မွေမယ်ရေလေးအနှဲငယ်ထည့်မယ်နော် ပြီးတာနဲ့ငရုတ်ကောင်းမှုအမဲကိုထဲ့မယ်ခုဆိုရင်အနံ့လေးကမွေးလာပါပြီဒီအနေငယ်ထပ်ထဲ့မယ်နော်ခယုစီကိုလည်းထဲ့မယ်ခုဆိုရင်ခယုစီအနံ့ရောငရုတ်ပွားအနံ့ရောငရုတ်ကောင်းမှုအနံ့ရောမွေးလို့လာပါပြီပြီးတာနဲ့ကြော်ထားတဲ့ငါးကိုထဲ့လိုက်မယ်ထဲ့ပြီးတာနဲ့နှံ့အောင်မွေးလိုက်ရင်ရပါပြီ ပြီးရင်ကြော်ထားတဲ့ငါအယိုးပေါ်ကိုခူးထည့်လိုက်မယ်အခုဆိုရင်ရောင်စုံလလလေးနဲ့မွေ့မွေ့လေးစားချင်စပွဲငါငရုတ်ကောင်းချက်လေးရပါပြီအရန်ကိုစားလို့ကောင်းပါတယ်ငါကဘာငါပဲတုံတုံရပါတယ်နော်အရန်စားလို့ကောင်းလို့မျှဝေပြစေနော်ကြိရှုအားပေးကြသူအားလုံးလဲကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေ